မော်ပြည်နယ်ဘီလင်းမြို့နယ်တပြေညီကျေးရွာအနီးမှာလုံခြုံရေးကင်းလှည့်နေတဲ့စစ်ကောင်စီတပ်အချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးထိခိုက်ဒေဆုံးနိုင်တယ်လို့ဒေသခံတွေကတလင်ထမ်းမှုပြောပါရယ်။မေလ30ရက်နေ့မနက်9:00နာရီအချိန်ခန့်မှာတပြေညီကျေးရွာအနီးရန်ကုန်မော်လမြိုင်ကားလမ်းဘေးမှာကင်းမုံဝင်နေတဲ့စစ်ကောင်စီတပ်နဲ့တပြေညီဘက်ကကင်းလှည့်လာတဲ့စစ်ကောင်စီတပ်တို့ကြားမှားယွင်းပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။အဲ့ဒီပြစ်ခတ်မှုတွင်နှစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီးတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိနေတယ်လို့ဖြစ်စဉ်ကိုသိရှိရတဲ့ဒေသခံတွေကဆိုပါတယ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလူနာတင်ရင်တွေနဲ့စိုက်ထိုဘက်ကိုပြန်တဲသွားပြီးပြစ်ခတ်မှုဖြစ်တဲ့နေရာအနီးကိုလည်းဒေသခံတွေကိုတွာလာခွင့်မပေးဘဲဒဏ်ရာရရှိသူတွေကိုတည်ယူပြီးမှပြန်လည်တွာလာခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်တပြေးနီကျေးရွာအနီးမှာပြီးခဲ့တဲ့ဧပြီလလောက်ကစပြီးစစ်ကောင်စီနဲ့ပြည်ရင်အား40နီးပါး င်းပတ်တာကင်းမုံဝတ်တာတွေကိုနေ့စဉ်လှုပ်ဆောင်နေပြီးတခါတည်းံအရွက်ဝတ်တစ်ပိုင်းစစ်ဝတ်တစ်ပိုင်းနဲ့ဖြစ်တယ်လို့တခါတည်းံမှာတော့အရွက်ဝတ်တွေနဲ့ပဲဖြစ်တယ်လို့ဒေသခံတွေထံကနေသိရှိရပါတယ်။